ါရှင် Apple Electronic Pay ကနေပြီးတော့ပြန်လည်ကြိုးလိုက်ပါရယ်ဟန်နီကဒီနေ့မှာတော့ဈေးနှုန်းတက်တက်ပြီးတော့ခင်မီရဲ့ AI နည်းပညာနဲ့ Apple Electronic ကနေပြီးတော့မကြသေးခင်ကမှအသစ်ထွက်ရှိလာတဲ့ Alpha ရဲ့ Android TV နဲ့ Google TV ရဲ့အကြောင်းကိုအသေးစိတ်ပြောပြပေးတော့ရဖြစ်ပါရယ် Android TV ဆိုတာကတော့ကမ္ဘာမှာလူသုံးအများဆုံးဖြစ်တဲ့ Android platform ကိုအသုံးပြုထားပြီး YouTube, Netflix စတာတွေကိုကြည့်ရှုနိုင်တဲ့အပြင်တခြားသော entertainment နဲ့ဆိုင်တဲ့ application များကို install ပြုလုပ်ပြီးတော့အသုံးပြုနိုင်တာဖြစ်ပါတယ်။ Google TV ဆိုတာကတော့ Android TV အပေါ်မှာ software layer တစ်ခုအနေနဲ့အုပ်ထားပြီး AI generated ပိုင်းဆိုင်ရာတွေ set ပိုင်းဆိုင်ရာတွေ Google Assistant ပိုင်းဆိုင်ရာတွေမှာအသုံးပြုရဲ့အလေးအကျအတိုင်းစိတ်တိုင်းကျအသုံးပြုနိုင်တဲ့ TV အမျိုးအစားတစ်ခုပဲဖြစ်ပါတယ် အင်တာနက်ကိုအလဲတကူချိတ်ဆက်လို့ရပြီခုခေတ်စားနေတဲ့ YouTube Netflix စတာတွေ online ကနေတိုင်းရဲ့ကြည့်ရှုလို့ရမယ်ဂိမ်းတိုင်ပွဲတွေဘောလုံးပွဲတွေကိုကောင်းမွန်တဲ့ရုပ်ထွက်အရေးအသွေးနဲ့ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ဒါအပြင်ကိုသိချင်တဲ့အရာကိုရှာဖွေချင်တဲ့အရာတွေကိုအင်တာနက်ကနေတစင်လုံးဝကူကူနဲ့ရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။ Secret Mary လေးပါရှိရဲ့အတွက်မိမိရဲ့ဖုန်းနဲ့လည်းချိတ်ဆက်ပြီးတော့အသုံးပြုနိုင်ပါတယ်။ Android TV နဲ့ Google TV နှစ်ခုမှာအဓိကပေါကွာသွားတာလဲဆိုရင်တော့ user interface ပဲဖြစ်ပါတယ်။ Google TV ရဲ့ user interface ကပိုပြီးလဲဆွဲဆောင်မှုရှိတယ်လို့ကိုယ်ပိုင်ကြီးမဲ့အကောင့်နဲ့ဖြစ်လို့ကိုကြည့်ထားတဲ့ရုပ်ရှင်တွေပေါ်ပြလာဖြစ်နေတဲ့ရုပ်ရှင်တွေတက်ချင်းတွေအစီအစဉ်တွေကိုအလတ်တကူပြပေးနေမှာဖြစ်ပါတယ်။ Android TV မှာကတော့32လက်မနဲ့43လက်မဆိုပြီးရှိပြီးတော့ Google TV မှာကတော့50လက်မ55လက်မ65လက်မနဲ့85လက်မဆိုပြီးရွေးချယ်စရာထက်ရှိပါသေးတယ်။ TV ရဲ့က32လမနဲ့43လမကတော့ resolution မဲ့ကွာသွားမှာဖြစ်ပါတယ်။ Google TV မှာဆိုရင် site ကလွယ်ရင်အကုန်တူတူပဲဖြစ်ပြီးတော့လမ90ကစပြီးတော့အကုန်လုံးက ultra HD 4K resolution ကိုကြည့်လို့ရမှာပဲဖြစ်ပါတယ်။ ြည့်နေတဲ့ Google TV အကောင်လုံးက LED bulb ကိုအသုံးပြုထားဖြစ်တဲ့အတွက် contrast တွေကောင်းမယ်။ Now မိရဆရာကိုလည်းသက်သာမှာပဲဖြစ်ပါတယ်။ဒီလက်မှတ်90နဲ့အထက်မှာဆိုရင် Game Plus feature နဲ့ 4K AI scale ပါလာမယ်။ Game Plus feature ဆိုတာကကိုက TV ကိုဂိမ်းကုန်းလုပ်တင်တဲ့တွဲကစားရဲ့နေရာမျိုးမှာ input လက်ကို short ချပေးရတယ်ဖြစ်ပါတယ်။ပြီးတော့ image processing တွေကိုပိုကောင်းအောင်လုပ်ပေးတာ အထူးသဖြင့် contract တွေနဲ့ detail ကိုပုံမြင်ရအောင်လုပ်ပေးတာမျိုးပါ now 4K AI scaler ကတော့ကိုကြည့်နေတဲ့ video resolution က 4K မပြည့်လဲ 4K quality ကြီးလို့ရအောင်အနည်းဆုံးတူအောင်လုပ်ပေးတဲ့ AI feature တစ်ခုပါ AI spot mode ဒါကတော့ကိုကဘလုံးပွဲတို့ကားပြိုင်ပွဲတို့မျိုးမိုးရှင်အရမ်းများရဲ့အားကစားပြိုင်ပွဲကြည့်ရတဲ့နေရာမှာအသုံးတည်တယ်။ဆိုလိုချင်တာက motion တွေကို smooth ဖြစ်အောင်အချက်လုပ်ပေးမယ်။ contrast နဲ့ brightness တွေကိုလည်းအချက်လုပ်ပေးမယ်။ now color ကိုလည်းကောင်းအောင်ချိန်ညှိပေးမယ်။နောက်တစ်ခုကတော့ natural color enhancement သူကအရောင်တွေကိုသဘာဝအတိုင်းမြင်အောင်ချိန်မိမှာပဲဖြစ်ပါတယ်။ဒီ feature ကိုဖွင့်သုံးမယ်ဆိုရင် TV မှာအရောင်တွေကိုသဘာဝကျကျကြည့်လို့ရမှာပါ။ အလင်းအပံတွေကိုလည်းအော်တိုအချက်ပြုတ်လုပ်ပေးမှဖြစ်တဲ့အတွက်အရာတစ်ခုချင်းစီရဲ့ဒီချဲတွေကိုပို့ပြီးတော့ပေါ်ဝင်လာမှာဖြစ်ပါတယ်။ Oreo ဘိုင်းမှာဆိုရင်လည်း Dewy Oreo အသုံးပြုပေးတာဖြစ်တဲ့အတွက်ကြောင့်အတန်ကိုပို့ပြီးတော့ကြည်လင်ပြတ်သားစီရင် display design ကတော့ Android ရော Google TV ရောကို level detected display design ကိုအသုံးပြုပေးထားပဲဖြစ်ပါတယ်။ Chrome campaign ပါဝင်လာကြအောင် Android phone တွေအပြင် TV နဲ့ OLED ကိုကျိုးမဲ့ချိတ်ဆက်ကြည့်ရှုနိုင်ပါတယ်။ Deep feature ရဲ့အားလုံးကိုနောက်ွယ်ကနေ AI က support ပြုလုပ်ပေးထားဖြစ်တဲ့အတွက် AI ရဲ့အထောက်အကူနဲ့ AI sport mode လိုမျိုးတွေ AI game mode pass လိုမျိုးတွေနောက် resolution တွေကို SK နဲ့ပြုလုပ်ပေးရဲ AI SK တွေကိုကောင်းကောင်းမွန်မွန်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ Android TV ရမ်မှုကတော့ဒီလိုမျိုးလေးပါ Google TV ရမ်မှုလေးကတော့ Bluetooth ရမ်မှုလေးပဲဖြစ်ပါတယ်။ဒါမှဆိုရင်ဒီလိုမျိုးအလဲတကူကြည့်ရှုလို့ရအောင် Shortcut လေးတွေထုတ်ပေးထားပါသေးတယ်။ Alpha ကအပြစ်ထွက်ရှိထားတဲ့ Google TV နဲ့ Android TV ကတော့3ရောင်းဝယ်ပြီးပေးထားလို့ယုံကြည်စိတ်ချစာနဲ့ဝယ်အသုံးပြုနိုင်ပါတယ်။အိတ်ခမ်းနဲ့အဲခမ်းတွေမှာထားဖို့ TV ဝယ်ခြင်းလိုပဲဖြစ်ဖြစ်ကိုယ်ပိုင်ရုပ်ရှင်လေးဖန်တီးခြင်းလိုပဲဖြစ်ဖြစ်ခင်ဗျီပြီးတော့ Internet နဲ့ချိတ်ဆက်လို့ရမယ် TV တစ်လုံးကိုလိုချင်တာပဲဖြစ်ဖြစ် Screen ကြီးကြီး Resolution ကောင်းကောင်းနဲ့ဂိမ်းဆော့ချင်တာပဲဖြစ်ဖြစ် TV ကောင်းကောင်းလေးတစ်လုံးဝယ်ဖို့စဉ်းစားနေရတဲ့လူရှိရဆိုရင်နော် Alpha ကအပြစ်ထွက်ရှိထားတဲ့ Android TV နဲ့ Google TV ရှိပါတယ်နော် TV စအမျိုးသားစုံလင်းတဲ့အတွက်မိမိစိတ်ကြားရွေးချယ်ဝယ်နိုင်ပါတယ်။ပြီးတော့ DTV တွေကိုမထစ်မထားတဲ့ဈေးနှုန်းနဲ့ရရှိနိုင်မယ့်အစီအစဉ်လေးအကြောင်းကိုလည်းပြောပြပေးချင်ပါတယ်။အဲ့ဒါကတော့6ရက်4လ2025တနင်္ဂနွေနေ့ည9:00နာရီကနေည9:00နာရီအတွင်းသာမြှင့်မယ်။ TV license အစီအစဉ်လေးပဲဖြစ်ပါတယ်။ DVO လေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။